ားပါရှင်ခေတ္တတယ်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအမေရိကန်အထောက်ပံ့နှင့်တော်လရင်အောင်မြင်မှုအလားအလာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့သည့်ရက်ပိုင်းကအမေရိကန်လွှတ်တော်မှမြန်မာအရေးဆွေးနွေးမှုနဲ့ပတ်သက်လို့မြန်မာပြည်သူတွေတော်တော်လေးမျှော်လင့်နေကြတာတွေ့ရပါတယ်အမေရိကန်အစိုးရရဲ့အာကောင်နဲ့စနစ်တကျရှိတဲ့ထိရောက်တဲ့ထောက်ခံမှုကတော်လရင်အောင်မြင်နိုင်ခြေကိုအကြီးအကျယ်မြင့်တင်ပေးနိုင်ပြီးပဋိပက္ခကာလကိုလည်းတိုးစေနိုင်ပါတယ် ဒါပေမဲ့အမေရိကန်ဟန်လက်ရှိမှာလည်းဘာမှအလိုဥပဒေတွေနဲ့အထောက်အပံ့ပေးနေပေမယ့်ဒီအထောက်အပံ့ကလုံလောက်မှုရှိမရှိနဲ့အပြည့်အဝအကောင့်ထဲပေါ်မှုရှိမရှိဆိုတာကိုကျွမ်းကျင်သူတွေကြားမှာအငြင်းပွားစရာတွေရှိနေပါတယ်အထူးသဖြင့်စီရင်မဟုတ်တဲ့အထောက်ပံ့တွေပေးမယ်လို့ကြေညာထားပြီးမယ်အဲ့ဒါနဲ့အကျုံးဝင်တဲ့ဆက်သွယ်ရေးကိရိယာတွေဆေးဘက်ဆိုင်ရာပစ္စည်းတွေဒုံးကာကွယ်ရေးစနစ်တွေအစားရှိတဲ့အကူအညီတွေကို PDF တွေလက်ထဲမှာရော ESUSD စီမှာပါကြည်ကြဲပြန့်ပြန့်မတွေ့ရပါဘူး ဒါအပြင်အကြမ်းမတ်စစ်တပ်ရဲ့အထက်ငွေကြေးလမ်းကြောင်းတွေဖြစ်တဲ့မြမစီပွားရေးပန်းနဲ့မြမရေနံနဲ့တဘာဝတငွေလုပ်ငန်း MOGE တို့ကိုပြစ်မှတ်ထားတဲ့ပုံမတင်ချက်တဲ့တန်ခတ်ရေးယူမှုတွေပြုလုပ်ဖို့ဂျက်လိရင်စီနဲ့လက်နက်ရာရှိမှုတွေကိုဖျက်သားဖို့ NUG ကိုတရားဝင်အစိုးရအဖြစ်အတိမတ်ပြုဖို့စားတဲ့လုပ်ငန်းစဉ်တွေမှာလည်းနှောင့်နှေးကြမ်းကြမှုတွေရှိနေစေဖြစ်ပါတယ် အမေရိကန်ရဲ့ထောက်ခံမှုဘလောက်ပဲခိုင်မာပါစေအာမြင့်မှုဟာပြည်တွင်းကဒေါ်လာရင်းအင်အားစုတွေနဲ့ပဲအတိအကသက်ဆိုင်နေပါတယ်မြန်မာနိုင်ငံမှာ NUG PDS နဲ့တက်တန်းစီတို့ EOS တွေလို့အဖွဲ့အစည်းပေါင်းစုံနဲ့နိုင်ငံရေးပန်းနိုင်တွေကမတူပါဘူးဒီအဖွဲ့တွေကြားမှာပူးပေါင်းဆောင်ရွက်မှုနဲ့ဟန်ကြံ့ညီမှုကိုထိန်းထားနိုင်မှရေရှည်အောင်ပွဲကိုမျှော်လင့်နိုင်မှာပါ ။နောက်တစ်ခုကတော်လိုင်းရေးတက်တွေဟာအထောက်ပံ့တွေကိုထိထိရောက်ရောက်အသုံးချပြီးနေမြေတွေအများကြီးသိမ်းမိုက်နိုင်တဲ့၁၀၂၇လို့စီးရင်လိုင်းလုံးကြီးတွေဇက်တိုက်ဆင်နိုင်မှုလိုပါတယ်။ဒါမှသာစေအိုစုဟာတဖြည်းဖြည်းအင်အားကြီးနေပြီးပုံပုံလေးသွားမှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဖဲလက်တင်ရစားတော့ခေါ်ပြီးတကယ်လိုအပ်တဲ့နေရာတွင်ထိထိမိမိမပူနိုင်ရင်စေအိုစုကိုပြန်အားယူဖို့အချိန်ပေးတယ်လို့ဖြစ်ပြီးတော်လိုင်းရေးကြံကြနိုင်ပါတယ်။ နောက်ထပ်အရေးပါတဲ့တစ်ချက်ကတရုတ်နဲ့ရုရှားလိုစစ်တပ်ကိုတနမန်ကြီးအရာအကာအကွယ်ပေးပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေပါထောက်ပံ့ပေးနေတဲ့နိုင်ငံတွေပါပဲ။အမေရိကန်ကသာတော်လှန်ရေးတပ်တွေကိုအာကောင်ကောင်းနဲ့ထောက်ပံ့မယ်ဆိုရင်အဲ့ဒီနိုင်ငံတွေကလည်းမင်းအောင်လှိုင်စစ်တပ်ကိုအထောက်အပံ့တွေပို့ပေးလာနိုင်လို့မြန်မာပြည်ပေါ်မှာပရိုစီဝါဆန်ဆန်ဖြစ်လာနိုင်ပါတယ်။ အခမ်းမသိရင်ကိုရီးယားလိုနှချမ်းခွဲသွားနိုင်ခြေလဲရှိပါတယ်။အချုံရပြောရရင်တော့အမေရိကန်ဆိုရရင်ထိရောက်တဲ့အထောက်အပံ့တွေစေအိုစုကိုပုံမတင်ကျက်တဲ့ဒဏ်ခတ်အရေးယူမှုတွေ NUG နဲ့ EA West ကိုပုံမအကောင်နဲ့တဏမကြီးရဆက်ဆံမှုတွေရလာမယ်ဆိုရင်တော်လရင်အင်အားစုတွေရဲ့ဆန်းဆောင်ရေးကိုကြီးမားစွာအားဖြင့်ပေးပြီးတော်လရင်အောင်မြင်နိုင်ခြေကိုပုံမမြင့်တင်ပေးနိုင်တယ်လို့တော်လရင်ကာလာကိုလည်းတူသွားစေနိုင်ပါတယ်။ ဒါပေမဲ့တကယ်တမ်းအပိသက်အောင်ဝေရမှုဆိုရင်တော့တော်လရင်အင်အားစုတွေရဲ့စီလုံးညီညွတ်မှုစီရဲတဲ့နိုင်ငံရေးမောင်းနှင်အားကိုဆက်လက်ထိန်းသိမ်းနိုင်မှုနဲ့ပထဝီနိုင်ငံရေးကိုကျော်လွှမ်းနိုင်မှုအပေါ်မှာမူတည်နေပါတယ်ရှင်။ဆက်လက်ပြီးအကြမ်းမတ်ဆိုဆိုထင်းကျုံထားတဲ့မြို့ပြနေရာတွေမှာလုံခြုံရေးလက်ဟာမှုတွေရှိနေတာကြောင့်ဆက်လက်တိုက်ခိုက်သွားမယ်လို့ PL ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စေအစုစေတန်းယုံတွင်ရှိနေတဲ့နေပြည်တော်ပါဝင်အခြားမျိုးပြဒေသတွေမှာလုံခြုံရေးအာဏာချက်နဲ့လေးဟာမှုအပေါ်အသုံးချပြီးတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်သွားမယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထံကသိရပါတယ်အခုနိုဝင်ဘာလ12ရက်ကစူအစုလုံချုံရေးတင်ကြထားတဲ့နေပြည်တော်ဥတ္တရတီရီမြို့နယ်တက္ကုံမြို့မှာရှိတဲ့ရတနာမြေလုံချုံရေးကင်းစခန်းတစ်ခုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်ဆင်းနေတိုက်ခိုက်ခဲ့ပြီးကင်းစခန်းကိုရှင်းလင်းနိုင်ခဲ့ပါတယ်။ ။ဆိုဆိုကလုံကြုံရေးအပြည့်ယူထားတဲ့သူတို့ရဲ့အသက်နှလုံးနေရာကို PLE ကဝင်တိုက်တာနှက်ခါစီသွားပြီးသူတို့ကရှေ့မှာပဲမဲပြီးတိုက်နေချိန်မှာနောက်မှလေဟာသားတွေကတော့အများကြီးပဲသူတို့လည်းစိုးရိမ်နာလန်သွားတာမျိုးဖြစ်သွားတယ်လို့ PLE ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။ဒါဟာနေပြည်တော်ဥတ္တရသီရိမြို့နယ်တကုန်းဒေသတဝိုင်းမှာအခုနှစ်အတွင်းတော်လန်ရေးတပ်ဖွဲ့တွေကတုံးချိန်ထက်မနည်းစီရေးဖော်ဆောင်နိုင်ခဲ့တာကြောင့်လုံခြုံရေးတင်ကျပ်တဲ့နေပြည်တော်မှာလုံခြုံရေးကြိုးပမ်းမှုတွေလည်းရှိလာနေတာဖြစ်ပါတယ်။ ပီကန်ဒီအေဘီလာအတွင်ကအမတ်73ကကွယ်ရေးပစ္စည်းစက်ရုံကပါစကဘုံမှုတအူအပါဝင်3ဦးကို PLA ကဖမ်းဆီးရမိခဲ့တယ်လို့အခုနိုဝင်ဘာလ17ရက်ကလည်းတက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း239ဆေဆူဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF MS 7933တရင်ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဆိုဆိုတက်စကန်တွင်အခုလိုတိုက်ခိုက်ခံနေရတာဟောင်းနေပြည်တော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခနယ်မြေထဲမှာရှိတဲ့ MS 85ချင်းလင်းတရင်နဲ့ MS 33ညာနေချင်းမြတ်တရင်တို့ကိုနေပြည်တော်မရိယာရှမ်းမြောက်ဒေသတွေကိုလွှတ်ထားတာကြောင့်လုံခြုံရေးရောနေလာတာလို့လည်းဖြစ်တယ်လို့စီရီယံပေါ်ကြီးစင်ဟောကပြောပါတယ်နေပြည်တော်တိုင်းတဲ့85ရို33ညနေတို့ကိုအဝေးကိုလွတ်လေမရှိဘူးဖြစ်နိုင်ရင်တော့အနည်းဆက်ဆုံးလာပါခနဲ့ဆက်ဆက်တဲ့နေမြေတွေဖြစ်တဲ့ရမဲတင်တို့ ပြောဝဲတို့အလောက်တွေပဲလွတ်ဖြစ်တာအခုကတက်တွေကမရေယာဖက်တီရောက်သွားတယ်လို့သူကဆိုပါတယ်။စိုးစိုးကသူတို့အတ္တမဆူဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတင်တွေအင်အားအများပြားကိုရှေ့တန်းစစ်မြေပြင်တွေကိုဆင်လွတ်ပြီးလက်လွတ်ထားရတဲ့နေမျိုးတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းနေချိန်မြို့ပြနေရာတွေမှာလုံခြုံရေးအာဏာလေးဟာမှုတွေရှိနေပါတယ်။နောက်ထပ်လဲစီးရဲလှူရှာမှုတွေဆက်လုပ်သွားမှာပါ။နေပြည်တော်မှာမဟုတ်ပါဘူး။ရန်သူအာဏာချက်ရှိတဲ့အလေးငိုက်ဖြစ်စေတဲ့နေရာတွေကိုတိုက်သွားမှာပါလို့ရဲဘော်နီနီကျော်ကဆက်ပြောပါတယ်။ စိုးစုစက်တန်းယုံနဲ့ထိပ်ပိုင်းကောင်းဆောင်တွေရှိနေတဲ့နေပြည်တော်နဲ့အနီးဆုံးမှာစီရေးဖော်ဆောင်နေတဲ့နေပြည်တော် PDF တရင်ရှစ်တုံညာငါကတော့စစ်စင်ရေးဖော်ဆောင်မှုတွေနဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာထုတ်ဖော်ပြောလို့မရသေးဘူးလို့ဆိုပါတယ်။ဆက်လက်ပြီး6နဲ့နံမမျိုးနယ်တို့မှာစစ်သားများလိုက်ပါလာသည့်ကားသစီစစ်ကြောင်းနဲ့ကိစ္စခန်းတို့ကိုတိုက်ခတ်မှုစစ်သား၄ဦးတေဆုံးဆွဲတဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ မကွေးတိုင်းချောင်းမြို့နယ်မှာအမှတ်သုံးပြည်ထောင်စုလမ်းမိုက်ပေါ်ဖြတ်တန်းသွားလာသည့်စစ်သားများလိုက်ပါလာသည့်ကာဒစီကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရန်စစ်သားလေးဦးတင်ဆောင်ခဲ့ကြောင်းတိုက်ခိုက်ဖိုင်တာဖို့မှတာဝန်ရှိသူကပြောကြားပါသည်နိုဝင်ဘာလ18ရက်နေ့မှာချောင်းမြို့နယ်အမှတ်သုံးပြည်ထောင်စုလမ်းမိုင်းပေါ်မှာဖြတ်တန်းသွားလာနေသည့်စစ်သားများလိုက်ပါလာသည့်ကားတစီကုန်တော်လန်ရဲတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းမဲ့စစ်တပ်ဘက်မှစစ်သားလေးဦးသေဆုံးပြီ တော်လန်ရဲ့ရဲဘော်တအုံလည်းမြင်းမြစ်စွာကြားဆုံးခဲ့ကြသောသိရှိရပါသည်စစ်ခွေးငါးကောင်လိုက်ပါလာတဲ့ကားတစီကိုတိုက်ခိုက်ခဲ့တာပါစစ်ခွေးလေးကောင်ကနေရာမှာတင်တဲ့ကားမောင်းတဲ့တကောင်မဲတင်ရနဲ့ပြန်မသွားတဲ့ကားကအပြစ်ခံရတော့နည်းနည်းအရှင်လျှော့ပြီးပြန်ပစ်ပြီးအတင်းမောင်းပြေးသွားတာအဲ့ဒီမှာကျွန်တော်တို့တော်လန်ရဲ့တခွဲဘက်ကရဲဘော်တအုံထိခိုက်သွားတဲ့စစ်ခွေးဘက်ကလည်းနေခရန်ရရှိတာမျိုးမရှိပါဘူး၆ဘက်ကနေလက်ဖက်ရည်တပ်ပြီး မြောက်ဝတီကိုအပြန်မှလမ်းတနေရာမှာတိုက်ခိုက်ခဲ့တာပါအဲ့ဒီနေရာမှာကျွန်တော်တို့တော်လိုင်းရဲ့တပ်ဖွဲ့ဘက်ကရဲဘော်တအူးမြင့်မြတ်စွာနဲ့အသက်ပေးခဲ့ရတယ်လို့တိုက်ခိုက်ဖိုက်တာဖိုမှတာဝန်ရှိသူကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုမကွေးတိုင်းနယ်စီမချတိုက်ခိုက်ဖိုက်တာဖိုနဲ့ချောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖောင်ချောင်းမြွနယ်အတွင်းစီတော်လိုင်းရဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အလားတူမကွေးတိုင်းနမမျိုးနယ်မှာလေစစ်တပ်စစ်ကြောင်းနဲ့မြို့အဝင်ကိစ္စကံတို့ကိုမှန်ဆွဲတိုက်ခိုက်ခဲ့ကြောင်း ်ပြည်ပတန်ဖန် organization နှမောင်းမှတရင်ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာနှမမျိုးနယ်အစီအစဉ်ဂွေးတော်ကုံရွာမှာထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုနှမပြည်သူ့ကာကွယ်ရေးတပ်နှမပါကဖာကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခတ်မှုအတွင်အကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်တင်ဆောင်မှုရှိပေမယ့်အခြေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိပေတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူရှမနီနိုဝင်မာလ26ရက်နေ့နနက်6:30မိနစ်ခန့်မှာ နမမျိုးအဝင်မြောက်ဖက်ကိတ်ကိုနမမျိုးနယ်ပကဖကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းစစ်တပ်ဘက်မှထိခိုက်ဒိဆုံးမှုအကြီးအကျယ်ကိုအတိပြုနိုင်ခြင်းမရှိပေ။တော်လန်ရဲ့ရေပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရရှင်။